င်ကြီး၈ပါအခန်း၃နာနာကိရိစင်မင်းကိုအောင်းတော်မူခြင်းဖျားရှင်သည်အာနဝကဘလူးကိုအောင်းတော်မူပြီးနောက်အာနဝီပြည်နီမဟာဝုန်တော်၌ဆဲ၆ဝါမြောက်ဝါကတ်တော်မူသည်ဝါကျွတ်တော်အခါမြာစကြူပြည်သို့ကျတော်မူသည်ဆဲ၇ဝါမြောက်ဝါကတ်တော်မူသည်ထို့နောက်ရာဇဂျူပြည်အနီးစာလေးရတောင်၌ဆဲ၈ ဝါနှင့်စေကူဝါမြောက်ကိုဝါကတ်တော်မူသည်ဝါနှစ်ဆက်မြောက်ကိုကရာဇအချုပ်ပြီး၌ပင်ဝါကတ်တော်မူသည်ထိုစဉ်ဖျားရှင်အပေါ်အမျက်အာဃာတပြင်းစွာထားလျက်ရှိသောဒေဝတက်သည်မင်းသားကိုဥဆောင်၍ဖျားရှင်အားတည့်ရန်မျိုးမျိုးအားထုတ်လေသည်ဒေဝတက်သည်သူတပါးအားစေခိုင်း၍လေဖျားရှင်အားတည့်ရန်ရန်ပြုသည်တို့ရာတွင်ဖျားရှင်၏ကြီးမားသောတန်ခိုးနှင့်မြစ်တာတော်တို့ကြောင့်မအောင်မြင်ခဲ့ပေ ဤတွင်ဒေဝတက်ကိုရောတိုင်းဖျားရှင်အားတက်ရန်အာထုတ်ပြန်သည်ဖျားရှင်စင်ကြံကြနေစဉ်ဒေဇာကုတ်တောင်ပေါ်မှကြောက်ကိုလှိမ့်ချခဲ့သည်ဖျားရှင်ကိုရောကိုမထိခြေမတော်မှဒံရသည်လဲနှစ်ရက်သုံးရက်နှင့်ကြောက်ကင်းသွားလေသည် နောက်ဆုံး၌ဖျားရှင်အားအစာတတ်မင်း၏အလွန်ကြမ်းကြုတ်သော နာလာဂရိစင်ဖြင့်တိုက်တက်ရန်ကြံလေ၏ယခင်ကနာလာဂရိစင်ကိုအရက်ရှိအိုးနေစဉ်တိုက်နေကြဖြစ်သည် ယခုမူဒေဝတက်ကနာလာကိရိစင်ကိုအရဲဆက်ချောက်အိုးတိုက်၍ရှင်ကောတမကျော်လာသောအခါလွတ်တော်ဟုမာကြ၏စင်ထင်းတို့ကလည်းအရှင်ဖျားမစိုးရိမ်ပါနဲ့ရှင်ကောတမအသက်သည်စင်ဆွေဖျားထက်သို့မနှက်ဖြင့်ရောက်လက်တန့်ဟုဆို၍ဝန်ခံလိုက်၏ အဇာတတက်မင်းလေးမင်းချင်းတို့ကိုခေါ်၍မှာကြ၏ဤနေပြည်တော်၌နေကုန်သောလူပေါင်းတို့သည် မနှက်ဖြန်နေ၌မိမိတို့အိမ်မှအကျဉ်တို့မထွက်ကြောင်းဟုစီလေစေ၏ရာဇကြိုပြည်သားတို့လည်းဒေဝတက်၏အကြံကို ရိပ်မိသဖြင့်ဖျားရှင်ထံချဉ်ကပ်၍စွန့်တော်မကြွရန်လျှောက်ထားသည်ဖျားရှင်လည်းစင်ကျင်တော်မူလက်တော်အကြောင်းစုံကိုသိရှိတော်မူသည်တို့ရတွင်နာနာဂရိစင်ကြီးကိုရင်ဆိုင်ရန်ဆုံးဖြတ်တော်မူလိုက်သည့်ဥပါဒကာတို့ နတ်ထင်နည်းနည်းရောက်သောအခါငါသည် နာလာကိရိစိန်ကိုယဉ်ကျေးအောင်ဆုံးမ၍ကြော်မူမီညာဆက်ချိုပြည်သူပြည်သားတို့ចောင်းတို့လာ၍ကတ်သောဆွန်ဩဇာကိုငါဆွန်ပုံးပြီးတော်မူမီဟုမိတ်တော်မူလိုက်သည့်နောက်တနေ့မိုးတောက်သောဖျားရှင်သည်ရာဇကျိုးအနီးကျောင်းကြီးဆက်ရှိရ၌မိကုံတော်ယဟန်တန်ဃာတို့ခြံရင်၍ရောင်ကြီးတော်၆တွယ်ကိုလှည့်လျက်ရာဇကျိုးပြည်အချက်ချာဖြစ်သောမင်းလန်းတို့ကြွ၍ဆုံးခံဝင်တော်မူသည် စင်ထင်းတို့လည်းဒေဝတက်စီစဉ်သည့်အတိုင်းပင်နာလာကီရီစင်ကိုအရက်ဆက်6ဦးတိုက်ကလွှတ်လိုက်ကြသည် နာဂာကိရိစင်လည်းဖျားရှင်ကြော်လာသည်ကိုအဝေးကပင်မြင်သည်ဤတွင်ပြင်းစွာအတန်ပြု၍ဖျားရှင်ကိုရံပြုရန်တဟုန်လေးပြေးလာပေသည်အရှင်သာရိပုတ္တရာအရှင်မောကလန်ဆသောနောက်ပါတန်ဃာများကဖျားရှင်အားလမ်းလွဲ၍ကြော်မူပေါ်အကယ်၍မကြော်လျင်နာလာကိရိစင်ကိုတပည့်တော်တို့ယဉ်ကျေးအောင်အရှင်ဖျားကိုစားဆုံးမပါရစေဟုလျှောက်ထားကြသည်ဖျားရှင်ကခွင့်မပြုပေ အရှင်အာနန္ဒာကမူတည်ခြင်းလျင်ငါအတိခံမိဟုသောစိတ်တဖြင့်ဘုရားရှင်ဤရှိတော်သို့တက်ဤဘုရားရှင်ကစစ်သားအာနန္ဒာဖေရှားသောဟုဆိုတော်မူကားအရှင်အာနန္ဒာကိုဖေရှား၍စင်ပါသို့ကတ်တော်မူ၏ထိုခိုက်တားငယ်ကို ပိုက်၍လာသောမိန်းမတယောက်သည် အလွန်ကြောက်လန့်သဖြင့် တားမြေကိုဖျားရှင်ရှိတော်၌ခြား၍ပြေးလေသည်စင်လေထိုမိမနောက်သို့စိုက်လေသည်တေမေတ္တာဖျားရှင်လည်းရတ္တတော်မူလျက်နာလာကိရိစင်ကိုပို့လျက်ချစ်သားနာလာကိရိတင့်ရှင်တို့သည်တင့်အားအရက်တို့ကိုအလွန်ကျူးတိုက်၍တွလိုက်သည်မှာအခြားသူများအားတက်ဖြဲ့ရန်မဟုတ်ငါဖျားကိုသာတက်ရန်ဖြစ်သည်တင့်ရှင်စကားကိုလိုက်နာသည့်အနေဖြင့်ငါဖျားထံသို့သာနှင်းစွာလာတော့ဥခေါ်တော်မူသည် နာနာကိရိစင်စီဖုရားရှင်စကားကိုကြားတော်မိတ်ထားတဲ့မျက်စိကိုဖွင့်၍ကြည့်ရှုသည်ဖုရားရှင်၏အတေတော်ကိုတွေ့မြင်သွားသည်ဤတွင်ကြည်လင်သောစိတ်စေတနာဖြစ်ကတေရဲ့မူချင်းပြောက်သွားသည်ဂတိဝင်လာသည်ချက်ချင်းပင်အမိနရွတ်တို့ကိုခြားလျက်ခရင်းဝါတို့နှမောင်းကိုတွင်ကဖုရားချေတော်ရင်း၌ ဖြစ်စဉ်တုတ်ဖြက်လေသည့်ဖျားရှင်လဲနာလာကိရိစင်ဤဥကင်းကိုလက်တော်ဖြင့်တက်လျက်စင်ပြနာလာကိရိတင်သည်ယနေ့မှစ၍ကျန်းသန်းယုံရင်ချင်းကိုမပြုလင့်လူတို့အားတက်ဖြက်နှင်းဆဲခြင်းကိုမပြုလင့်မေတ္တာစိတ်ကိုသာများစွာပွားစေတဲ့မေတ္တာမပွားသူအားသိစက်ဖြစ်စည်းတတ်သောတတဝါတို့သည်လူရွာဘဝမျက်မှောက်ဘဝ၌ညာလာသောဘေးရန်တို့ကိုလည်းကြုံတွေ့တတ်၏ ်ဘဝကြောင်းတော်စင်းရဲသောဘဝအပယ်လေးဝါး၌သာ ကာလရှိကြခံရပေသည်စသည်ဖြင့်တရားဟောပြောဆုံးမတော်မူသည်ဖျားရှင်ဤတရားတော်ကိုနာကြားရသောနာလာကိရိစင်လည်းတရားပွားလျက်ချမ်းမြေ့ကြည်လင်သွားသည်ဖျားချေတော်ကိုဥတိုက်၍နှမောင်းဖြင့်ပိုက်ထွေးသည်ခြေတော်ရင်း၌ရှိသောမြေကိုယူ၍ ိမိဦးကောင်း၌ကျဲဖြန့်ပြီးလျှင်တရဏဂုံပစ္စည်းကိုယူလေသည့်ထိုအခါရာဇကြိုပြည်သူပြည်သားတို့လည်းအာရဝန္တာဟစ်ကြွေး၍ကောင်းချီးပေးကြသည်အနည်းတို့လာ၍ယရဏခုနှစ်ပါးတို့ဖြင့်ကျဲမြောက်ပူဇော်ကြသည်ကျဲမြောက်သည့်ဖြင့်စုပုံနေကြသောရွှေငွေကြောက်တန်ယရနာတို့သည် နာလာကိရိစင်၏ကိုလုံးကို ဖုံးလွှမ်းမိလေသည် ထိုခါမှစ၍နာလာကိရိစင်လည်းဒနပဝေဟုအမည်တွင်လေသည် ထိုစင်မင်းအားတရားဟောရာတွင်အနီးဝန်းကျင်မှကြားနာရသော ပရိသတ်တို့သည်လည်းအကျွတ်တရားရကြလေသည်။နာလာကိရိစင်သည်ဖျားရှင်၏ခြေတော်ကိုပူဇော်ဥခိုက်လျက်နောက်ဆုတ်၍သွားပြီးလျှင်မိမိတင်းကုတ်သို့ဝင်လေသည်။မြည်သည့်တတော်ဝါကိုမျှ ညင်ဆဲခြင်းမပြုလိမ္မာယဉ်ကျေးစွာနေလေသည်ဤသည်လျင်ဖျားရှင်ဤတတိယအောင်ခြင်းပေပြီးဖျားရှင်သည်ထိုနေရာတွင်ရက်တော်မူကားပူဇော်သည်မြသောဤရဏာတို့သည်ဥစ္စာရှင်တို့လက်သို့သာရောက်စေတော်မူအတိတ်ခံပြုသည်ယင်းတို့အတိတ်ခံပြုသည့်အတိုင်းပင်ရဏာတို့သည်တက်ဆိုင်ရာဥစ္စာရှင်တို့လက်တို့ပြန်ရောက်လေသည်ဖျားရှင်လည်းဆက်လက်၍စွန့်ခံကြတော်မူပဲ ចောင်းတော်တို့ပြန်ကြွားခဲ့လေသည်ပြည်သူပြည်သားတို့လည်းចောင်းတော်တို့တွား၍ညားစွာသောဆွန်ခဲပွဲဘောစင်တို့ဖြင့်ကက်လူပူဇော်ကြလေသည်